မင်္ဂလာပါရှင်။ Story Audio ဘွေးချန်နယ်ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့ကျမလက်မြောက်ခဲ့ပြီးဆွဲဇလန်လေးကို အစအဆုံးတင်ဆက်ပေးသွားကြပါမယ်။နားဆင်ပေးပါရှင်။ကံလဲကုန်ခြင်းပြီးပြန်လဲမဆုံခြင်းပြီး နောက်အနာဂတ်တွေမှာလည်းအချင်းနဲ့ဝေးရကိုသား ပြေးပြတ်တော်မယ်ထင်ပါတယ်။ကောင်းကင်ကြီးဟာညိုမိုင်းအုပ်ဆိုင်နေရဲ့မြေပေါ်ကိုအရှိန်ပြင်းစွာကျနေရဲ့မိုးဆက်တွေကိုမှန်နေရမတစဉ်ရှင်းလင်းစွာမြင်နေရတယ်။မိုးရွာနေတဲ့အချိန်မှာ အလိုက်ဖက်ဆုံးကကော်ဖီကခတစ်ခွက်နဲ့တခြင်းအေးတစ်ပုဒ်ဖြစ်တဲ့။စိတ်ငြိမ်တဲ့ရက်ွက်အတွင်းရှိလူသွားလူလာနေတဲ့လမ်းတစ်ခုတွင်ဖွင့်ထားတယ်။သူမရဲ့ကော်ဖီဆိုင်လေးဟာပုံမှန်ဆိုရင်ရုံပေးရက်တွေမှာတော့ဈေးကားတက်ပေမဲ့ဒီနေ့တော့မိုးတက်တဲ့ရက်တွေ ရောင်းခွင့်ရက်တွေဆိုရင်တော့တယောက်စာနှစ်ယောက်စာသာရှိတတ်တယ်။ဒါပေမဲ့အခုချိန်မှာတော့စိုင်းထဲမှာသူမတယောက်တည်းသာစိုင်းဝန်တန်းလေးဦးရှိပေမယ့်နှစ်ယောက်ကခွင့်ယူထားတယ်။ကြံနှစ်ယောက်ကတော့သူမတို့ရဲ့ထုံးစံတိုင်းဧည့်သည်မရှိတာနဲ့ဖုံသုံးနေတတ်တယ်။ဒါစီအောင်အလုပ်ချင်းဖုံသုံးတာကိုတာမြင်တတ်ပေမယ့်အခုလိုဧည့်သည်မရှိရင်ဖြင့်ခွင့်ပြုထားတတ်တယ်။တချင်းတန်ခက်အေးကလေတုတဲပြတ်လွင်နေရဲ့တေးထန်နေရဲ့မိုးမှလည်းဆဲမဟန်မပေါ့။ဒီလိုမိုးသေးချိန်တွေဆိုရင် သူမဟာရင်ထဲမှာတစုံတစ်ယောက်ကိုလွန်စွာတတိရမိရဲ့အဲ့ဒီသူကအကူသားဖြစ်တယ်။နှက်ခမ်းပပလေးနဲ့ပြုံးရင်တတဲ့အကူဟာသူမရဲ့အချစ်ကိုချစ်သူသားဖြစ်တယ်။အကူနဲ့သူမရဲ့ချစ်သူတတဟောင်းလေးနဲ့ကြောခဲ့ပြီးဖြစ်တယ်။အကူဟာပြုံးလိုက်ရင်တိတ်ချီကောင်းတဲ့မြို့သားဖြစ်တယ်။အပေါင်းတင်လဲဝင်းဆက်က ဆိုရှယ်ကြကြနေတတ်တယ်လို့ဒဇင်ကတော့အဲ့လိုမဟုတ်။ခက်စကားအရာပြောရရင်ဒဇင်ဟာလူရဝင်းနဲ့မိကလေးမဟုတ်ပါသေး။ ဆွေကြီးမျိုးကြီးအတိုင်းဝိုင်းမှာကြည်ပြင်းလာကနိုင်ငံကြမှာမာစတာပွဲများစွာယူထားတဲ့အကိုနဲ့ရှင်ရဲ့တဆင်ရမြုံမုံတတမိတွင်နဲ့အတူနေခဲ့ရတဲ့တဆင်ကတော့ဆယ်တန်းမင်မအောင်ခင်အကိုနဲ့မတွေ့ခင်ကတဆင်ရဲ့ဘဝဟာမှောင်မိုက်ခဲ့ရတယ်အဖေရှိစေကတဆင်ရဲ့မိတွင်မှာကောင်းပေမဲ့အဖေဆုံးပါတာနဲ့တဆင်ရဲ့မိတွင်မှာသူမရဲ့တယုံမှန်ပေါ်လာကတဆင်ရဲ့အဖေပိုင်နဲ့အိမ်နဲ့ခြံကိုအပိုင်စားယူခဲ့တယ်လို့ တစိမ့်ကိုကြောင်းဆက်မထားခဲ့တော့ပေ။ကြောင်းထွက်ကကိုဘွားကိုရုံးခဲ့ရတယ်။လားစာငွေကိုပြည်တွေးဖြစ်သူကိုပေးကကျန်ဝင်နေတဲ့တာတုံးဆဲခဲ့ရတယ်။ဒီကလာတွေမှာသူမအလွန်ပင်ပန်းခဲ့ရတယ်။ဒါပေမဲ့အစိုးရကအကောင်းလို့ပင်စုံနိုင်မလားတော့မသိ။အကိုနဲ့သူတွေ့ခဲ့ရတယ်။ခင်မရင်းနှီးခွင့်ရခဲ့တယ်။အဲဒီနောက်မှာတော့အကိုမှတဆင့်တက်ကချီးဆိုလာခဲ့တယ်လို့နောက်ချလာအကြမှာတော့သူမတို့နှစ်ဦးချစ်သူဖြစ်တည်ဝင်လက်တွေ့ခဲ့ကြတယ်။ ်ချက်သူဖြစ်ပြီးနောက်ပိုင်းမှာအကူဟာသစင်းကိုမိတွေးရဲ့အရှိအအောင်မှာဆွဲထုတ်လာက သူမကိုနှိစရာပေးရဲ့အကူကော်ဖီဆိုင်လေးကိုသူမတွေဖန်တီးပေးခဲ့သလိုလိုအပ်ချက်တိုင်းကိုဖြည့်ဆည်းပေးတတ်တယ်။အကူဟာဘယ်နေရာမှာအဖြစ်ပြောစရာမရှိရဲ့ယောက်ျားလို့သူမထင်မြင်မိပေမဲ့သူမကိုအမြဲလိုလိုပစ်ထားတတ်တာကိုတော့သိအလိုမကြပါ။ဘလို့ပင်အလောက်များနေပါစေအချိန်ပိုင်းခြားမှာတော့တတိရတယ်။လွမ်းနေဆိုရယ်စာရေးတက်ဆောင်တော့ပို့နိုင်မှာမဟုတ်လား။သူမစာတို့လေးပြဖတ်ဖို့တယ်။ ချစ်တဲ့လူဟာဘလောက်ပဲအလုပ်များနေပါစေမင်းကိုအဆက်အသွယ်မလုပ်ပဲပြစ်မထားဘူးအချစ်လို့သာပြစ်ထားနိုင်တာတဲ့ဒီလိုဆိုရင်အကိုသာသူမကိုချစ်ရင်ဆက်သွယ်ရမှာပေါ့အခုတော့အကိုဟာသူမကိုပြစ်ထားနိုင်တာကရတတပန်နှစ်ပတ်အကြာပြင်ဖြစ်နေပြီစားတဲ့ဆောင်မပို့ဖုံးတက်ချက်မဆက်တယ်လို့သူမခေါ်ရင်ပဲမကင်တော့ပါအကိုအသေးတွေ့နေရမြလားသစင်ရရုတ်တရက်ဝင်လာတဲ့အဲ့ဒီအတွေ့ကိုခေါင်းကိုလှည့်မြန်စွာရမ်းပြီးရှင်းထုတ်ပြလိုက်တဲ့ အမိုက်တွေကိုခေါင်းနဲ့မထည့်တယ်မလားတစင်ဟာရှုပ်ထွေးထားတဲ့အတွေးကိုရက်ဆိုင်ရင်အပြင်စီငေတော့မိုးလေတိတ်နေပြီဖြစ်တယ်ဝတ်တန်နဲ့ဝတ်တုံတို့ဆိုင်သိမ့်ရအောင်တစင်တန်ကြတော့ဝတ်တန်နဲ့ဝတ်တုံတို့မှာခေါင်းလေးဆက်ကနေထောင်းလာကြကစိုင်သိမ့်ဖို့တက်ကြွစွာပြင်ဆင်ကြတော့တယ်ဒီနေ့ကစိုင်သိမ့်ချိန်စောတယ်မလားတစင်ဟာခောက်ထည်လေးကိုဖွင့်ကဆောင်းရင်နဲ့တိုက်ခန်းရှိရာစီကိုမြင်မြန်ပြန်လာခဲ့တယ်တိုက်ခန်းကိုမရှောင်မီအနားရှိကုန်းတိုင်းမှာတပတ်စာရိတ်ခါတွေကိုဝင်ဝင်ခဲ့ရသေးတယ် တိုက်ခန်းစီကို ပြန်ရောက်တော့သစင်းရဲ့အခန်းတကားဟာသွားဝင်ထားသလိုအဝင်ပေါက်မှလည်းရင်းနေနေရဲ့ယောက်ျားစီဖက်နဲ့တည်းအကိုအဲ့ဒီနန်းစားကိုတီတူရရောမိရနဲ့တပြိုင်နဲ့ရှင်ထဲမှာလည်းငရင်အသေးစားလေးလှုပ်ခတ်သွားသလိုတုံရီကပျော်ရွှင်ရတယ်သစင်းကအလင်းမြတ်ပြီးအခန်းတွင်းကိုပြေးဝင်မိရဲ့သစင်းထင်းတဲ့အတိုင်းပဲအေဘရွန်ကိုဝစ်စင်ထားကမိဖို့ကန်းနဲ့အလုတ်များနေရဲ့အကိုကသူ့မှာပြေးဝင်လာတာကိုတွေ့ရနဲ့လက်နှစ်ဘက်ကိုဆန်တန်းကကျူဆိုတယ် တစင်းကလည်းဟမ်းမေးမဆောင်နိုင် အကိုရှိရာကိုအမြန်ပြေးသွားကတက်ထဲမှာအထုပ်တွေကိုဇပွဲပေါ်ပြစ်တင်ကအကိုရဲ့ရှင်ဝင်ကျဲကိုနှစ်ဝင်လိုက်မိရဲ့တစင်းအကိုကိုအရှမ်းလွှမ်းနေခဲ့ရတာလေအကိုကိုအရှမ်းလွှမ်းနေရတစင်းကချက်ပြပြပြောတော့အကိုကခက်ဟာရှိရဲ့တစင်းမော့ကြည့်မိရဲ့တစင်းသဘောကျတယ်အကိုအပြုံးနေပဲမလားအကိုလည်းလွှမ်းနေရတစင်းကိုတစင်းဟာအကိုရဲ့စကားကြတော့ အကိုရဲ့ရှင်ဘက်ကိုခက်ဖားဖားလေးထိုးရိုက်မိရဲ့လွမ်းနေရဲ့လူကလည်းဖုံးလင်းမကောစားလည်းမပုတ်ဒါထားပါအောင်ဒေကခေါ်လာတာမကင်နိုင်ရအောင်ကို အလုရှုပ်ပြနေလိုက်တာလေဟွန်းပြောကောမပြောချင်ဘူးသစင်းရဲ့နှာတန်ကိုခက်ဖားဖားဆွဲညစ်ကနဘူးကိုတရုတ်တရာနှမ်းဆိုင်လာတယ်စိတ်မဆိုးပါနဲ့ကွာအခုတကယ်မအားလို့ပါဒီတကာ project ကအရန်ကြီးလို့အရန်အယုံစိုက်နေရမှို့လို့ပါနော်အဲ့စား ိုအခုအချိန်တွင်အစားပြတ်ပေးမယ်လေမချစ်ဘူးလားအခုကမချစ်ဘူးလားမေးရော်လေသူမမစိတ်ကောက်ခြင်းနဲ့စိတ်လေးပင်ပျောက်ရကြည်ရဲ့အခုစိတ်ကောက်ခြင်းတော့စိတ်မကောက်နိုင်တဲ့အထိသူမမျက်နှာမိရဲ့ချစ်တာပေါ့ချစ်ဖို့ကောင်းလိုက်တာလလစေရွေမိုးချုပ်ပြီးတော့နှာအောင်လေစားကြရဲအသင့်ဖြင့်အခုခေါ်လိုက်မယ်ဒီနေ့ညနေအခုချက်ကြည့်တာပဲသစဉ်စားရမယ်နော်ညနေမှအခုစားချင်တာသစဉ်ပြန်ကြည့်ရမယ်ဟာအခုနော် တဆင်ဟာပြည်တတီလုံနေရင်အခုတွန်းလှုပ်ပြီးတော့မိဖို့ကံအပြင်ကိုအမြန်ပြေးသွားလိုက်မိရဲ့အခုနာမှသာဆက်နေနေရင်တဆင်ရေခုံရလုံလို့ရိုးရလိမ့်မယ်ထင်တယ်အခုအဲ့လိုလေရေခုံအောင်ဆွဲဆောင်နိုင်ပါသေးရဲ့အမနေမကောင်းရင်ပြန်လာလိုက်ပါလားအမကိုကြည့်ရတာမန်းလန်းလိုက်တာတဆင်ဟာလူကနှုံးချင်နေကဘာလုံးမလောက်ကန်ချင်စေမရှိအစားစားချင်စိတ်လေပျောက်ဆုံးနေကအစားနည်းဝင်ပြီးအော့အန်တက်တည်ရဲ့ ပုံမှန်ရသည့်စုံအောင်ပါလေတပတ်ခန့်ပြီးကြော်နေခဲ့ပြီဖြစ်ကသူမရဲ့စိတ်ထဲမှာမထင်မဲ့ထားတာတွေဖြစ်လာမှာကိုပင်ကြိုတွေးမိနေတယ်ယောက်ပေါ်ဆောင်နေတော့မဖြစ်ပါစေသူမစေးစေးမှာစိတ်ချရပြီးရမယ်ဒါဆိုမမသွားမယ်ဆိုင်ုံစိတ်ချမယ်နော်မတုံကကောင်းငင်ပြတယ်အဲ့နောက်သူမဟာနေထိုင်ရာတိုက်ခန်းကိုပြန်ဖို့ပြင်ဆင်ရတယ်တိုက်ခန်းကိုရောက်တော့လမ်းထိပ်စေးဆိုင်မှာဝဲလာခဲ့တဲ့စီစစ်တံကိုကင်ဆောင်ကတုံဆိုင်နေမိရဲ့ထင်မဲ့ထားတာကဖြစ်မလိုက်တော်သေးရဲ့ တကယ်လို့ဖြစ်လာရင် အကွာလက်ခံမှာလားဓမ္မမဟုတ်ဘလို့တုံ့ပြန်မှာလဲသစဉ်ကောင်းကိုအတွင်တွင် ရှမ်းမိရဲ့ဖြစ်လာမယ့်အရာကိုရှင်းဆိုင်ဖို့သာတွေးနေမိရော်တယ်ဖြေဆိုသူမဲ့နေရဲ့ဖုံးလေးကိုသစဉ်ဟာတုံ့လို့စွာခေါ်နေမိရဲ့အဆက်တည်မရတာတပည့်ခင်ရှိပြီအကွာရှမ်းပဲရံကအရင်များထိသူမကိုအဆက်တည်ဖြတ်တတ်တယ်ဒါပေမဲ့ပုံမှန်ဆိုရင် သူမသိမခံစားရပေမယ့်အခုကိုုံဝန်ဆောင်နေရတဲ့အချိန်မှာတော့သူမလွန်စွာအားငယ်ရတယ်လို့အထွေးများရတယ် ။ပဝန်းချင်းကပြောကြတယ်။တစင်အောင်အခုတည်းအိတ်ဖို့တသက်ဖြစ်တယ်တဲ့။အကိုလက်ထက်မဲ့မိကလေးမှလည်းတီးတန့်ရှိတယ်လို့အဲ့ဒီမိကလေးကိုလည်းအကိုကယူရစွာဆက်ဆံတတ်တယ်လို့အကိုကအဲ့ဒီမိကလေးကိုထားရချစ်ချင်းမြတ်တာကိုဘေးရလူမပင်ခံစားသိမြင်နိုင်တယ်တဲ့။မဖြစ်နိုင်ပါဘူး။အကိုနဲ့တစင်တွဲလာတာက လေးနှစ်ဆွဲကာလပင်ရှိပြီ။ဒီကလာတွေမှာလေအကူဟာသူမကိုအဆဆိုင်ရာခရူးဆိုင်ဖြည့်စည်းပေးခဲ့တယ်။အကုတ်မှာနောက်တယောက်ရှိရာက ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါစေ။အတွေ့အကြုံကြပြီးကုကောင်းမယ်။လှပတဲ့မြို့သမီးရဲ့လက်ကိုချိတ်ဆွဲကကုန်းတိုက်ထဲမှထွက်လာတဲ့အကိုဟာသစင်းမျက်နှာကိုမြင်လိုက်တာနဲ့တုံ့ပြန်သွားတယ်လို့သစင်းခံစားမိရဲ့။သစင်းကြားခဲ့တဲ့ကောလာဟာလာတွေကမှန်နေခဲ့တာပေါ့။အကိုလက်ကိုချိတ်ထားပြီးဘေးမှာလှပတဲ့မင်းပြိုလေးကတော့သစင်းကိုတလှဲအကိုတလှဲကျင့်နေတယ်။อืมဟုတ်ဟုတ်တယ်ညီမညီမနေကောင်းလားသစင်ပြုံးလိုက်တယ်ဒါပေမဲ့အဲ့ဒီအပြုံးဟာအသက်မဝင်ခဲ့သေးဘူး ကိုချစ်သူကတခြားမိမကိုလက်ချထိုင်မြင်ကွင်းဟာအသက်ဝင်လာတဲ့အပြုံးတစ်ခုဖန်တီးနိုင်ဖို့ခက်ခဲတယ်မလား။အင်းကောင်းနေရလည်းမဟုတ်ပါဘူး။ကိုုံကလာနုတော့ဂယုဆက်နေရတဲ့အကိုရဲ့ပြီးတော့လူကငကိုရဲကချူချတတ်တော့စေးုံစေးကန်နေခဏခဏပါပဲ။အကိုဟာသစင်းမျက်နှာထဲမှာအကြေလွဲသွားတယ်။တုံရီစွာတတွေးမြူချတာကိုလည်းသစင်းထင်ရှားစွာတွေးလိုက်ရတယ်။ဒီဘက်ကမမက အကိုချစ်သူထင်တယ်။ တစင်းဟာအဲ့လိုမျိုးတော့အခုပင်မှာမြို့သမီးကကောင်းနေတယ်။ဟုတ်ပါတယ်။မမနာမည်ကနှင်းဝဲဝဲမောင်နဲ့ညီမလေးကရောညီမနာမည်ကတစင်ဖူးပါမမတွေ့ရတာဝမ်းသာပါတယ်။လူရောနာမည်ရောချစ်စရာလေးပဲ။ဒါနဲ့ကိုဝန်းနဲ့ဆိုဘာလို့တယောက်တည်းလာရတာလဲ။အမျိုးသားကလည်းမပို့ဘူးလား။အခုတော့အထုပ်တွေတယောက်တည်းတင်နေရတယ်။မမဟာဖြူစင်းနဲ့ရုံတင်ငယ်လေးတပွဲတစင်ပြုံးမိရဲ့။တစင်မကြခဏကြားနေရတယ်။အခုမကောင်းတဲ့တင်တချို့မှာ။ အကိုသက်ထမဲ့မိကလေးဟာဒီလိုနှူးညံ့လေးဆိုတာသိရတော့သူမရင်နဲ့အစိစိမမကွဲဧလာလို့ထင်ရတယ်။အကိုရွေးချယ်မှုကမှန်ကန်ပါတယ်။ဘသူမဆိုပိုလာတာလေးပိုတာတာလေးကိုလိုချင်ကြတယ်မလား။ဒဇင်တို့မိကလေးဟာအတုံးတော်ခံဖို့သာထိုက်တန်တယ်လို့ခံစားမိလာခဲ့ရတယ်။ဒီလိုပါပဲမမရဲ့။ကဲဒဇင်လဲတောင်းအောင်မေး။တစင်ဟာအကိုတို့ချစ်သူနှုတ်ရှိမှအမြန်လက်ထွက်ခဲ့ရတယ်။ရှင်ထဲမှာတင်းကျပ်နေရဲ့ မျက်ရည်စတွေကြောင့်အမြင်အာရုံဟာမသေးခွဲသလိုခြေလန်းတွေကရှိုင်းနေနေရဲ့။နာကျင်လွန်းလို့လာတော့မပြောတဲ့။လေယာဉ်နဲ့တင်းရောက်နေသလိုတင်းကျပ်မှုမှလွဲပြီးတခြားသောခံစားချက်တွေရှိမနေတော့။လောက်ရက်လိုက်တာဆိုရဲတီတူစကားမှလွဲပြီးဘာစကားမှရရွတ်မနေမိတော့။သူမှဘာဆက်လို့ရတော့မလဲ။အခန်းတကားကိုပိတ်ပြရတယ်။သစင်ရဲ့ခန္ဓာကိုယ်မှာကျမ်းမြမကိုပုံကနေလဲကြသွားတယ်။ထိမ့်သိမ့်ထားတဲ့မျက်ရည်စတွေဟာလေတာကျိုးတယ်လို့စေးကြတယ်။ အငွေသားပြန်ပြီးကွဲပြောက်သွားခြင်းစီကအဆူမရ။သူမဟာပုံမှန်စိတ်ဆိုရင်အဲ့ဒီနေရာမှာအကိုနဲ့အခုမင်းကလေးကိုအော်ဟစ်ကပြဿနာရှာမိပေးလိမ့်မယ်။အခုပြဿနာမရှာမိခြင်းမှာကိုကကိုတနာရွေတာဖြစ်တယ်။သစဉ်အခုချက်တယ်။မဆုံးရှုံးခြင်းဘူး။တကယ်လို့သူမသာပြဿနာရှာခဲ့ရင်အခုသူမကိုစိတ်ပြတ်သွားမှာလား။ဒါမှမဟုတ်ဘလို့တုံ့ပြန်လာမှာလဲ။မတွေးခြင်းမတွေးရဲ့အခုချိန်မှာ သူမအဖြစ်ချက်ဆုံးကတော့ အကိုကိုဝင်လွှဲထားရတဲ့သူမကိုသာအကိုရွေးချယ်လာစေခြင်းမိပါတယ်။ကိုဝင်ကိစ္စကဘလို့ဖြစ်ရှင်းကြမလဲတစဉ်။တစဉ်ရလက်မကိုင်းထားတဲ့ခွက်ထဲမှာရင်နှွေးပပူလို့နဲ့အကိုမပတ်မိစေဖို့မနှဲစိတ်ထိန်နေရတယ်။ဘလို့ဖြစ်ရှင်းခြင်းလို့လဲကိုကောင်းမယ်။ကျမတို့ဒီကလေးကိုရှောင်းဝင်းမှာရှင်းပါသားရှင်ဘလို့ဖြစ်ရှင်းခြင်းချင်းကျမတို့မှာမဆိုင်တာ။တစဉ်ရအကိုမျက်နှာကိုစိစိဆိုင်ကြည့်ကပြောလိုက်တယ်။အကိုကအကြည့်ချင်းမစုံရဲသလိုမျက်နှာလွှဲသွားတယ်။အကိုပိန်သွားတယ်။ ကောင်တိုင်းမှာနောက်ဆုံးတွေ့ခဲ့တဲ့နောက်ပိုင်းမအိမ်မစားလုပ်နေခဲ့တဲ့ထင်းနေမြက်တွင်းနေတဲ့မန်းနဲ့နေတယ်လို့ပတ်တိုင်းမွေနှက်ခံမွေမုန်းစိမ်မွေတွေတဲ့အနေငယ်ထွက်နေရဲ့ဝေစားထားပုံပါလေမတက်မရက်သစင်အထင်တော်ဒီရက်ပိုင်းအကိုအတော်စိတ်ပင်ပန်းမဲ့ဖြစ်တယ်သစင်ကိုယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့သစင်မထီတယ်လို့ပြောလိုက်တယ်ဒါပေမဲ့ကလေးရဝေဖို့မဖြစ်နိုင်တာဖြစ်နိုင်ဖြတ်ချပေးပါပြီးတော့ဒီကလေးတွင်းနဲ့တော့အကိုသစင်ကိုလက်မထက်နိုင်ဘူးအကိုလက်ထက်မဲ့မိမကတသက်ရှိရလေ သစင်အော်ရီမိရဲ့အရင်ကအခုကိုထင်ကျင်းမိရပေကအခုတော့တဲတဲ့ရည်သွန်တယ်လို့ပဲအခုမှပင် တွဲခဲ့တဲ့ကာလတခြားအခုဘက်မှာဘာလို့လက်ထက်ကြောက်ဖို့စကားဆလိုက်တိုင်းရှောင်ထွက်သွားတာကို နားလေလာတရားဒါပေမဲ့ဒီလိုအချိန်နေမှာတော့အခုဘက်မှာဒီလိုစကားပြောထွက်နိုင်တာကိုလေအံ့ဩလို့မစုံဒါဆိုဘာလို့ဖောက်ပြန်ခဲ့လဲသစင်ရှိနေပါရဲ့နဲ့ဘာလို့အိုက်မိမနဲ့ပတ်သက်ခဲ့တာလဲပြီးတော့အိုက်မိမကိုအခုလက်ထက်ကျင်နေဆိုရင်လေ ဘာလို့တစင်နဲ့အခုလိုအချိန်ကြီးဖြစ်တဲ့ဒီအတူရှိနေကြရလဲရှင်ယောက်ျားမဟုတ်ဘူးလားကိုကောင်းမယ်ဟမ်ရှင်မလဲညမရှိတာပဲညမချင်းကိုချင်းစာပေါ့တကယ်လို့ရှင်ညမကိုသာယောက်ျားတယောက်ကစားကျင်နေစားပြီးအချိုကုံမှထွေးထုတ်သွားရင်ရှင်ဘလို့နေမလဲတော်တော်တစင်ဖို့ဟန်တာတန်တဲ့သူဇပွဲကုံကိုရိုက်ချတန်တွေဟာကျဲလောင်စွာဖြစ်ပေါ်လာတယ်ကော်ဖီဆိုင်ထဲမှာလူတွေရဲ့အကြည့်တွေဟာလေသူတို့နှစ်ဦးထံကိုရောက်ရှိလာကြတယ်တစင်ကတော့ဒေါ်သာထွက်သွားသူမျက်နာကို စစ်စစ်ကြီးကမချစ်ပြုံပြုံပြလိုက်တယ်။လူတွေအများကြီးရှိနေတာရှင်မရှက်ဘူးလားကိုကမဲ။ဒီလိုမှသာအကိုကပဝန်းကျင်ကိုဝေးဝိုင်းကြီးကပြန်ထိုင်တယ်။တပတ်မိကလေးကိုကိုကြီးမစားမနာပြုတ်မှုခဲ့တဲ့အဲ့ဒီယောက်ျားဟာသူ့ညမလေးဆိုရင်တော့ဥပမာပဲအပေးမခံနိုင်လောက်အောင်စိတ်တူတက်တယ်တဲ့။မင်းဘာဖြစ်ချင်တာလဲသစင်ဖို့။သစင်ဟာမျက်ကုံတစ်ချက်ပင့်က လက်ကိုမက်ပပပိုက်ရင်ခုံနောက်ကိုမှီချလိုက်တယ်။အကို မနှင်းဖွဲဝမုံကိုချက်လာဘလောက်တိုင်းတာတီချက်လေအကိုတောင်းမှန်ပါတယ်အကိုသူ့ကိုသစင့်ထဲပို့ချက်တယ်သစင့်ကိုလည်းချက်ခဲ့ပြီမယ်လက်ထပ်ဖို့ထိကြမတွေ့ခဲ့မိဘူးဖွေးနေကြတော့လက်ထပ်ချင်စီဖြစ်မိရတဲ့နှစ်နှစ်ကကချက်မိခဲ့တာသစင့်ရင်ထဲမှာစုကနေအောင်နေလေးနှစ်တွေ့ခဲ့တဲ့သူမကိုတော့လက်မထက်ချက်မိပဲနေတနစ်တာတန်ရောစင်သားရှိရဲ့အဲ့ဒီမိမကိုတော့လက်ထက်ချက်မိတယ်တဲ့ယွန်စရာကောင်းကအောက်တန်းကြလုံးတယ်လို့သူမခံစားမိရဲ့ အကိုဒီကုံကိုတောင်းဝန်ရှုပါကျမကိုလက်ထပ်ပါဒါအတွက်အခုမှရွေးချယ်ခွင့်မရှိဘူးဒါတော့မဖြစ်ဘာလဲမဖြစ်နိုင်ပြောမလို့လားမဖြစ်နိုင်ဘူးထင်စမ်းကြည့်လိုက်လေအကိုကျမမှာဆုံရှုံစရာဘာမှမရှိဘူးမလို့ပြဿနာဖြစ်လာရင်တော့ဆုံရှုံစရာတွေများမှာအကိုပဲနော်အတူနေကြတာကတိခိတိတွေမှာမစမ်းမိမယ်ကိုုံပါပါလာရင်တော့နောက်ဆုံးလိုက်ဖို့မလဲတာအကိုသိမှာပါ အကိုအဲ့ဒီမိန်းကလေးကိုအဆက်ဖြတ်ပါ ဲ့လိုအဆက်ဖြတ်တဲ့ကိစ္စမှာလဲကျမဝင်မပါခြင်းဘူးအကိုဟာကြောက်ရွံ့ပါမှာမတုံမလောက်မျက်ရည်စတွေဝဲနေတယ်။နာကျင်ရကောင်းမဲ့သိပြီးဆိုတဲ့ဘောပေါ့အကိုမျက်ရည်ဝဲတာတွေတော့သစင်မပြောရပါမယ်ကျေနပ်ပြီးရဲ့သစင်အောင်စိတ်ဆင်းရဲနေရည်သစင်ကိုအခုလိုစိတ်ဝင်နာခံစားရအောင်နာကျင်စီရတဲ့အကိုလည်းမပြောရွှင်စေခြင်းဘူးညမစိတ်ဆင်းရဲရရင်တော့အကိုကတော့ပျော်ရွှင်နေစေခြင်းတယ်လို့ပြောရအောင်လေသစင်ကသူ့တော်ကောင်မှမဟုတ်တာပြီးတော့ သစ်ဝံအတွင်းမှာခလေးငယ်ကိုလေအဖမေတာသမီဖြစ်စီခြင်းဘူးဒီဇက်လက်မှာဘသူမှမပြောစေရအောင်တော့ခလေးငယ်လေးအဖမေတာသမီဖြစ်ဖို့အကုန်နဲ့သူ့ရဲ့ပျော်ရွှင်မှုတွေကိုစတိခံပြမယ်သူမတစ္ဆာဖောက်ခင်ရတာကြောင့်နှာကျင်ရတယ်လို့အကိုလေအကိုလက်မထက်ခြင်းနဲ့သူမအနားမှာနေပြီးတော့အမြဲစီစဉ်ရနေရစီဖို့သူမဖန်တီးပြမှာတာဖြစ်တယ်အကိုကသူမစိတ်ဆင်းရဲစီခြင်းနဲ့ဒါအရင်ကလိုအချင်းမဟုတ်ပဲအမုန်းကြောင့်ဖြစ်တယ်အကိုကသူမလွန်စာမုန်းမိတယ် ကျဲတောင်းနဲ့တကောက်ပင်တန်တဲ့သူအကူအခန်းတွင်းကိုဟုံတိုင်းကျဲဝင်လာတယ်။အေကန်တွင်ပန်ထိုနီရဲ့သစင်ကတော့အဲ့ဒီရောက်ကိုကြိုတင်သိထားတဲ့အလားပြောင်းရင်ကြီးရဲ့။သစင်ဖူးမိထဆန်လက်သေးကိုကြကြပအောင် ဆုပ်ထားသူကသစင်ရှိမှခြေစုံရက်လျက်သစင်မော့ကြည့်လိုက်တယ်။အခုရဲ့ဒေါ်သားကြောင့်ဖြစ်မေ။အဘူကျော်ရီဟာတင်းနေကအတန်တွေရလေအလွန်တင်းမှာတုံရင်နေလုံးနေ။မင်းဖွေးကိုဘာလို့တောက်ပုတ်လိုက်တာလဲဟမ်သစင်ဖူး။တိတ်ပြီးသွားလို့ပဲရောက်လာတာမလား။ တဆင်ဖူမှာခက်ရွရွဲ့ပြောလိုက်တယ်။အကိုနဲ့သူ့အပြန်လန်ပြေးပိုးခဲ့တဲ့မြတ်တာစာရီပတ်သက်ခဲ့ကြောင်းထောက်ထားပြီးအတူရှိခဲ့စဉ်ကအကိုမှရိုက်ယူကတိန်ထားခဲ့တယ်။အရှက်မဲ့တဲ့ဗီဒီယိုဖိုင်တွေပါဝင်တဲ့ memory စတဲ့တေချာတာကတော့မနေဝေဝေမုံမြင်ပြီးဖြစ်တယ်။မင်းအရှက်မရှိဘူးလား။ဒါတွေကိုဘာလို့ဖွေးစီတော့ဖို့ရလဲ။မင်းအစ်စင်မင်းတည်တာဟမ်။အရှက်မရှိရဲ့မိမငါမင်းကိုဖြည့်ရှင်းပြင်ပြောနေတာကိုမင်းကဘာချိုးချူတာလဲ။ဟာဟာဟာ စင်အားပါတရာအော်ကြီးပြက်လိုက်တယ်။ဟုတ်တယ်။ကျမအရှက်မရှိပါဘူး။ဒါပေမဲ့ဖောက်ပြန်တတဲ့ဗီဇပါတယ်။အဲ့ဒီယောက်ျားနဲ့သူများအပိုင်မှာလိုချင်တဲ့အဲ့ဒီမိန်းမတို့လောက်တော့အရှက်မမမထင်။သူမအစားကတော့အကူမှစိုက်သူမရှိဘူးလို့လိမ့်လည်ပြီးအဲ့ဒီမိန်းကလေးကိုပိုးပန်းခဲ့လို့ရှားခဲ့တယ်လို့ထင်ပြီးအခုတော့ကိုပဲပါအောင်ချော့တလဲချော့တလဲဆွေးထားခဲ့တာ။အခုပြဿနာတွေဖြစ်ပြီးတလအကြာလွန်ခဲ့တဲ့နှစ်ရက်ခန့်ကအမှန်တိုင်းသိခဲ့ရတာကတော့ တစ်ဖက်မိန်းကလေးကလည်းအကိုရဲ့ဆိုင်သူဟာသစင်ဆိုပြီးတိချမသိတာတာရှိရဲ့ဆိုင်သူရှိမှန်းသိထားတယ်လို့အတွင်းလူထံမှာသိကြရတယ်။ဖောက်ပြန်ခြင်းနဲ့သူနဲ့တိတ်ကမရှိတဲ့လူနှစ်ယောက်ဆုံတဲ့ချိန်မှာဖောက်ပြန်ခြင်းဖြစ်လာတယ်။ပြီးတော့အကိုမှအဲ့ဒီမိန်းမနဲ့လမ်းခွဲပါမယ်လို့ကတိပေးထားတာတလပဲရှိတော့မယ်။အကိုအထိအကောင့်ထဲမှာပေါ်လာသေးတဲ့အကိုအစားလန်ခွဲဖြစ်လာအောင်သာသစင်တမင်တွန်းအားပေးလိုက်ခြင်းပဲဒီမဲ့ကိုကောင်းမယ်ကျမပြောဖို့ရမလား ကျမမှာဆုံးရှုံးစရာဘာမှမရှိနေဘူးလို့ဒိုင်းမရှင်ရတော့မတူလေရှင်ခင်ရတဲ့နေမင်းအခုချိန်ရှင်ဒေါသထွက်လာဖို့ထောက်ရင်အဲ့မိမကလည်းရှင်ကိုကန်ထုတ်လိုက်ပြီတဲ့နေဆိုတော့ကျမလည်းဒီတော်တွင်အတွေးများခဲ့ရတယ်သွေးပူနေတော့ဒါရှင်ကိုကျမလက်မလွတ်နိုင်တာတေချာတွေးကြည့်ကြတော့လေရှင်ကကြွေပြားတစ်စိတ်လောက်တောင်းကျမအတွက်တမို့ရှိမနေဘူးလေဟွပြီးတော့ကျမပိုက်ထက်ကခလေးလေးအစကခလေးကို အဖမဲ့တဲ့ကလေးဖြစ်မှာစစ်ပူခဲ့ပေးမယ်။ရှင့်လိုလူမဆန်တဲ့အဖေရှိတော့ရောဖာသုံးစားရမှာလေ။ကျမအလုံးလောက်နာကျင်ခဲ့ရပြီ။တွဲခဲ့တဲ့တလျှောက်ကိုပြန်စင်းစားတော့အသက်မပါတဲ့အပြုံးလေးအမြဲပြစ်ထားခံရတယ်။ကျမရှိရာလုပ်ငန်းတူဆယ်မျိုးသမီးတွေနဲ့ဖက်လာနဲ့လာတွေလောက်အစကအလုပ်သဘောပါတွေးကန်ပြပေးမယ်။နောက်ကြယုံစရာလောက်ရက်တွေပဲ။အစိုးဆုံးကတော့ကျမရဲ့ပိုက်ထဲကရှင့်သွေးသားရှိနေတာတော့ရှင့်ရတခြားမိန်းမကိုပဲ တန်တတလုံနေခဲ့တယ်။ရှင့်သွေးသားထဲတချောင်းမိမကိုပဲရွေးချင်ခဲ့တယ်။ကျမတကယ်ယူနေ။ရှင့်ော်လေ။ကျမတကယ်ယူနေသိလား။ကျမကလေးကိုကျမစောင့်ရှောက်နိုင်လို့အခုရှင့်အောင်မလို့အတောက်ကိုကုတ်ကောင်းမယ်။သစင်သွေးအေးသွားခဲ့ပြီအကိုမပိုင်ကျင်တော့ဘူးမလိုချင်တော့ဘူး။ညီမမပြောရတယ်လို့အကိုကလည်းမပြောစီချင်တဲ့စိတ်ပဲရှိတော့တာ။လွန်ခဲ့တဲ့နေ့တွေဒီအကိုကိုလိုချင်ခဲ့ပြီမင်းနေ့ကတော့ထူးဆန်းနေ။ အိယာနိုးတဲ့အချိန်အခုစိတ်ကုန်နေတယ်လို့စိတ်ပြက်သွားတယ်လို့ခန်းစားချက်တွေသိကုန်တယ်။လေယာဉ်နဲ့တဲကိုရောက်နေတယ်လို့ပဲ။အကုန်းဝါတွေကအယယာလက်ရသွားတဲ့ခန်းစားချက်ကိုခန်းစားကြည့်လိုက်ပါ။ရှင်ချစ်တဲ့ဟိုမင်းကလေးဖွေးရဲ့။ရှင်ကိုချစ်တဲ့ကျမရဲ့။ကျမပိုက်ထဲကရှင်သွေးသားရဲ့။တပြိုင်တည်းဆုံးရှုံးရတဲ့အရာတာကိုခန်းစားကြည့်လိုက်ပါ။အကိုလက်ကိုသစင်ဆွဲကလိုက်တယ်။အဲ့နောက်တော့တစုံကိုထည့်ပေးလိုက်တယ်။အကိုကတုံ့ရီစွာကြည့်။ဒါကဒီအခန်းတော်ရဲ့။ ဆိုင်တော့ရယ်မိကန်တတတော့ရယ်ရှင်စင်ထားသမျှကအကုန်မိကန်တတတွေမှာရှိတယ်။သစဉ်မိကလေးမစံနဲ့ဒါတွေပြန်မပေးနဲ့ငါကလေးလည်းမင်းပိုက်ထဲရှိနေရကိုရှင့်ကလေးအော်နောက်ဆုံးတော့အသိမဲ့ပြုတ်ပြီပေါ့ဒါပေမဲ့ရှင်မှားနေပြီဒီကလေးကကျမတယောက်ထည့်ရဲ့ကလေးပဲရှင်နဲ့မဆိုင်ဘူးသစဉ်ဟာပတ်စံအိတ်ကိုဆွဲကသူ့အရှိမအမြန်ထွက်လာခဲ့တယ်ဒါမင်းပဲသွားမလို့လေအကောကသူ့မနောက်မှာလိုက်ကဟန့်တာတယ် ရှင်နဲ့ဝေးတဲ့နေရာပေါ့အကိုဟာသူမလက်ကိုဆွဲလာတာကြောင့်ခါချပြီးတော့အလင်းမြအိမ်ညာမှာထွက်လာလိုက်တော့တယ်။ကောင်းမန်အိမ်ညာမှာငုံငိုင်းစွာကြံ့နေခဲ့တော့တယ်။အရာရာဆုံးရှုံးလိုက်ရတဲ့ခံစားချက်၊လေးရနဲ့လူခံစားချက်၊ညီကြီးကြောင်မှအပသူ့ဘာများတက်နိုင်ပါလေ။ဒဇင်ဟာလမ်းမှာတွေ့ရတဲ့တက်စီကိုငှားပြီးအဲ့ဒီကားပေါ်မှာအလင်းမြလိုက်ပါလာတယ်။သူမကြီးဘယ်သွားမလို့လဲ။မုံရွာသွားမယ့်ကားကိတ်ကိုပို့ပေးပါနော်။ဦးလေးကြီးကကောင်းမြင်ပြကဆက်မောင်းနေတော့တယ်။ သူမအကိုနေထိုင်ရနဲ့ဝေးတယ်။အဲ့ဒီဇာတိမျိုးကိုပြတ်မယ်။ပြီးရင်ဘဝသစ္စာမယ်။ဖိုက်တဲကကလေးငယ်ကိုလူကောင်းတယောက်ဖြစ်လာအောင်ပြိုးထောင်ရမယ်။သူမရင်ထဲမှာနာကျင်လာရပြန်ပြီဖြစ်တယ်။အကိုမရှိရင်သူမကခက်ခဲလိမ့်မလား။သူမမသေးကြပါ။မိရတွေအတွင်တွင်စိတ်ကြလာတယ်။တေးကြတာကတော့နေရာအစ်မစိတ်တည်လူတည်နဲ့သာစတင်ပါတော့မယ်။အကိုနဲ့အတိတ်ကြောက်ကလိုက်ရင်ပျော်ရွှင်ရမယ်ထင်တယ်။အကိုဟာလည်းနာကျင်ပါစေ။ ။သူမကလည်းနာကျင်ရပါစေ။ပြန်ဆုံဖို့မရှိအောင်သူမဖန်တီးမယ်။ကံမကုံလို့ပြန်ဆုံရင်တော့သစိမ့်တွေဖြစ်နေရက်တည်မယ်။အိုးကံမကုံရင်ပြန်ဆုံမှာကထား။ကံလဲကုံချင်ပြီပြန်လဲမဆုံချင်ဘူး။နောက်အနာဂတ်တွေမှာလည်းအချင်းနဲ့ဝေးရကိုသာပြေးပြစ်တော့မယ်ထင်ပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်ကျမလွတ်မြောက်ခဲ့ပြီဆိုတဲ့ဇာတ်လမ်းလေးကတော့တင်ပါတယ်ပြပါပြီ။နောက်ထပ်ဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe နှိပ်သွားပေးဖို့တောင်းဆိုပါရနော်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်